အားလုံးတို့သားလေးစားပါအခုမြင်တွေ့နေရတဲ့မြင်ကွင်းလေးကတော့ဘင်္ဂလားအာရခအနေဆက်မှာဘင်္ဂလားဒေ့ရှ်နိုင်ငံကဘင်္ဂလီတွေအာရခအနေဆက်ရခိုင်ပင်လီပြင်ကိုလာပြီးတော့ငါးခုဖက်နေတဲ့အတွက်ကြောင့်မလို့ရခိုင်ကန်းချေဆောင်အာရခတက်ကတွားရောက်ပြီးတော့ဖန်စီဖို့စူးစမ်းနေတာဖြစ်ပါတယ်ငါးခုဖက်နေတွေကအများကြီးဖြစ်ပါတယ် အရကတက်တို့အေးရဲ့နေချဆောင်တပ်ဖွဲ့တွေကဒိတ်လန်ဖမ်းဆီးတဲ့အခါမှာဘင်္ဂလားဒေ့ရှ်ရေပိုင်တဲ့ထေကိုဝင်ပြီးတော့ထွက်ပြေးကြပါလေ။အရကရေပိုင်တဲ့ထေကိုဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေနေတန်းလိုလိုဝင်ရောက်ပြီးတော့အခုဖမ်းလေရှိကြပါလေ။အခုမြင်တွေ့နေရတဲ့မြင်ကွင်းအရာဆိုလို့ရှိရင်ဘင်္ဂလားဒေ့ရှ်အခုဖမ်းလေတွေဟာဒါဇင်နဲ့ရှိပြီးတော့မြင်တွေ့ရမှာဖြစ်ပါလေ။ ြင်းမြင်ရ၄၅၈ခန်းတော်ရှိပါတယ်ဒီလောက်အများပြားလှတဲ့ငါခိုဖန်း၁၄တွေကိုအရက်ကစစ်တီတွေတွားရောက်ဖန်ဆီးတဲ့အခါမှာအန်ဒီရှိနေနေဆိုပြီးတော့အရက်ကပြည်သူတွေကအခုဗီဒီယိုဖိုင်ကိုကြည့်ပြီးတော့စိတ်ပူခေချရရတာပါပြီးခဲ့တဲ့လပိုင်းလောက်ကပဲအရက်ကစစ်တီကျေပေါ်နှစ်ယောက်ဟာဘင်္ဂလီငါကိုဖန်း၁၄တွေကိုဖန်ဆီးပြီးတော့လာတဲ့အခါမှာငါကိုဖန်းသမားတွေက အာရိခစစ်တီနှစ်ယောက်ကိုတက်ဖြက်လက်နဲ့လှည့်ယူဖြစ်ဖြစ်ပါတာလေးဂျုံခေရှာတော့ဖြစ်ပါတယ်အာရိခပြည်သူတွေစိုးရိမ်ပဲဆိုလေစိုးရိမ်စရာပါပဲဒီတော့များပြားလာတဲ့ငါးခုဖန်စစ်တီတွေကိုအာရိခစစ်တီတွေကရေးရေးဝမ်းဝမ်းသွားကြအောင်ဖန်စီနေတာဘင်္ဂလီငါးခုဖန်တမားတွေကအစုလိုက်ပြုံလိုက်ပြန်လေခုခံရှစ်ပါတာမျိုးဖြစ်လာနိုင်တဲ့အတွက်စိုးရိမ်နေကြတာဖြစ်ပါတယ် အမေရိကန်တော်အေးကအခုပန်းဆက်လက်တွေကိုတိတိယယောက်ဖန်စီအရေးယူသွားမယ်လို့တကြွခွင်ထုတ်ပြန်ခြင်းကထားတာဖြစ်ပါတယ်ဒါပေမဲ့လေအခုလိုအစုလိုက်အပြုံလိုက်လာကြောင်းငါကိုဖန်းနေကြတာကတော့တခြားတစ်ခုခုရေးကြကြလားဆိုတာထင်ထင်စင်စားရမှဖြစ်ပါတယ်ဘင်္ဂလားနေချာစံတပ် PGB အနေနဲ့အခုလိုအရခပြပိုင်တဲ့အထက်မှာငါခိုးတာဖန်းကြတဲ့ဘင်္ဂလီတွေကိုဒီတိုင်း ွတ်ပြီးထားလားဆိုတာကိုတော့မေးခွန်းထုတ်ရမလို့ဖြစ်နေပါပြီ။အရခတ်တော်ကြီးကတော့ရခိုင်နေဆက်ရခိုင်ရေပိုင်နဲ့ထင်းမှာလာရောက်အဲငါခိုးဖန်ကြတဲ့ဘင်္ဂလားဒေ့ရှ်နာခုပန်လေးတွေကိုထိထိရရအရေးယူသွားမယ်လို့ကြေညာထားတဲ့အတိုင်းအရေးယူနေတာဖြစ်ပါတယ်။နာခုပန်သမားတွေကိုအာဖရိကတပ်တွေကဖန်ဆီးအရေးယူထားတာရှိသလိုတချို့ကလည်းမင်္ဂလာဒစ်နေချာဆောင်တပ်ကိုပြန်ပြီးလွှင့်ပြောင်းပေးတာတွေရှိပါတယ်ခင်ဗျာ။